ဒီနေ့ smartphone တွေတုံးနေကြတာဗောနော်အဲ့ဒီ smartphone တလုံးရဲ့ဥနောက်လို့ပြောရမယ် processor ထဲမှာလေ transistor အလုံးပေါင်း billion နဲ့ချီပြီးပါနေတယ်ဆိုရကတော့တကယ်စဉ်းလိုက်ကြည့်ရင်အောင့်ဩစရာပဲဟုတ်ကဲ့တော်တော်များတာဒီနေ့ခေတ်နေပညာအကုန်လုံးနှီးပါကို ဖြစ်လာအောင် နောက်ွယ်ကနေအများကြီးအထောက်ကိုပြုနေတဲ့ဒီတိတိလေးတွေလေအဲ့ဒီ transistor ဆိုတာဘာလဲအမ်ဘလို့အလုတ်လုတ်တယ်လဲဆိုတာဒီကိုဒီနေ့နည်းနည်းအသေးစိတ်ဆွေးနွေးကြည့်ခြင်းပါတယ်ကဲ့ ဒါဆိုပထမဆုံးအခြေခံကြဆုံးမီးခွန်းနဲ့ဆက်လက်ရအောင် transistor ဆိုတာတကယ်တော့ဘာလဲရှင်း transistor ဆိုတာကအမ်လော်လော်ပြောရင်လက်စအချက်ပြမှုတွေကိုလေထိန်းချုပ်တာဒါမှမဟုတ်ချဲပြတာလုပ်နိုင်တဲ့အလွန်တင်းရတဲ့ electronic pc လေးတခုပေါ့သူမပင်လုခေါ်တဲ့ခြေတော်လေးတုံးကြောင်းပါတယ်အင်းခြေတော်တုံးကြောင်းအရေးကြီးတာက तू solid state device ဖြစ်နေတာပဲ ဆိုလိုတာကသူ့မှာဟိုးရင်က vacuum tube တွေလိုမျိုးရွေးလျားတဲ့အစိပ်ပိုက်တွေမပေါ့ဘူးပူလောင်ရဲ့ filament တွေမပေါ့ဘူးပေါ့။ Oh solid state ဆိုတာအဲ့တော့ပြောတာကိုအဲ့ဒီချက်ကဘာလို့အရေးကြီးတာလဲ vacuum tube kit နဲ့ဖောက်ကွာသွားတာလေအဓိကကွာတာကအရွယ်အစားရယ်စွမ်းရင်သုံးဆွဲမှုရယ်ခန့်နိုင်ရည်ရယ်ပြီးတော့အ мян နှုံးပေါ့ vacuum tube ကြီးတွေကမီဒီလုံးလောက်ရှိရယ်လေဟုတ်ပြီးတော့အပူအရန်ထွက်တယ်ကြက်ကွဲလွယ်တယ်လျှက်စစ်မီလည်းအများကြီးစားတယ် transistor ကြတော့အမ်တဲပွန်လောက်ကြီးတည်အောင်လုပ်လို့ရတယ်။ဟဲ့ဟုတ်လား။ဟုတ်တယ်။စွမ်းရင်လည်းတိတ်မလို့ဘူးပိုခိုင်ခန့်တယ်။ပြီးတော့အဖွဲ့အပိတ်လုပ်တဲ့အမြန်နှုန်းက vacuum tube တဲ့အစာပေါင်းအများကြီးမြန်နေလေ။အဲ့ဒါဒီကြောင့်ပဲအခု electronic PC တွေကတည်သေးလေးတွေဖြစ်လာတာ။ပို့ပေါ်ပါပါဈေးလည်းတက်တာစွမ်းဆောင်ရည်လည်းမြင့်လာတာပေါ့။ဟောဒါဆို transistor မှာအဓိကလုံနိုင်တဲ့အလုံးနှမျိုးရှိတယ်လို့ပြောလို့ရတာပေါ့နော်။ဟုတ်ပါတယ်။အဓိကနှမျိုးပဲ။တခုက amplifier လို့ခေါ်တဲ့အချက်ပြခြေဆက်အဖြစ်အလုပ်လုပ်တာ။ခလုတ်လို့အလုပ်လုပ်တာ။ဒီနှမျိုးကပဲအခုခေတ်ကွန်ပျူတာတွေဆက်သွယ်ရေးစနစ်တွေအကုန်လုံးရဲ့အခြေခံဖြစ်သွားတာ။ဒါဆိုမလို့အခုကွန်ပျူတာ processor တွေဖုန်းထဲကချစ်ပြားရေးဒီမှာ transistor တန်ပေါင်းများစွာတစ်ခါလေဘီလီယံနဲ့ကြည့်ပြီးပါနေလေဆိုတာဖြစ်နေ냐ဗော။အဲ့ဒါပဲ။ အဲ့လောက်တင်းငယ်ပြီးမြန်းတဲ့ transistor တွေကိုအများကြီးတနေရာထဲမှာစုထည့်နိုင်တဲ့နည်းပညာ integration ကြောင့် microprocessor တွေ memory chip တွေစမ်းဆောင်ရေးကအခုလိုအဆမတန်တက်လာတာပါကောင်းပါလေ transistor ရဲ့အခြေခံသဘောတရားကိုနည်းနည်းနားလည်သွားပြီဒါဆိုသူရဲ့အမျိုးအစားတွေဘက်ကိုနည်းနည်းသွားကြည့်အောင်အဓိကဘယ်နှမျိုးလောက်ရှိလဲရှင်အခြေခံအတုံးများဆုံးကတော့အဓိကနှမျိုးပေါ့တစ်ခုက BJT လို့ခေါ်တဲ့ bipolar junction transistor BJT ဟုတ်ကဲ့နောက်တစ်ခုက MOSFET metal oxide semiconductor field effect transistor မနမျိုးလုံးကအတုံးဝင်မဲ့တိဆောက်ပုံငယ်အလုလုပုံနည်းနည်းလေးကွာတယ်ဒီနေ့ဆွေးနွေးမှုမှာတော့ BJT ကိုအဓိကထားပြောမလို့ထင်ရတယ်နော်ဘာကြောင့်လဲဟင်တကယ်တော့အသုံးများရတာ MOSFET လို့ကြားဖို့သလိုပဲဟုတ်ဟုတ်ပါတယ်လက်ရှိ digital ပတ်လန်းတွေအထူးသဖြင့် CPU တွေ memory တွေမှာ MOSFET တွေအဓိကသုံးနေတာမှန်ပါတယ်ဘာလို့လဲဆိုတော့သူတို့က BJT သာဆွေးင်တောင်းတာပိုနေတယ်ပိုတေးရလို့လို့ရတယ်ပြီးတော့အများကြီးထည့်ဆောက်ဖို့ high density integration ပိုလွယ်လို့လေอืมဒါပေမဲ့ BJT ရဲ့အလုတ်လုတ်ပုံ အခြေခံကနားလေရပိုရှင်းတယ် transistor ရဲ့ amplifier နဲ့ switch ဆိုတဲ့အလုတ်နှစ်ခုကိုလေ့လာဖို့ကောင်းတဲ့နည်းလမ်းတစ်ခုဖြစ်လို့ဒီနေ့ BJT ကိုအဓိကထားဆွေးနွေးကြည့်အောင်လို့ပါ BJT ကိုနားလေရင် MOSFET ရဲ့အခြေခံကိုစစ်နားလေဖို့လွယ်ပါပါလိမ့်မယ်ကောင်းပါပြီဒါဆို BJT အကြောင်းဆက်လိုက်ရအောင် BJD မှာတော့အမျိုးအစားထက်ကွဲသေးလားရှင် BJD မှာမှ MPN နဲ့ PNP ဆိုပြီးအဓိကနှမျိုးထက်ရှိတယ်သူတို့ရဲ့စကစ်ပုံတွေကတတော်လေးဆင်ပါတယ်ပင်ထုံးကူပါတာချင်းတွေ့တယ် collector C base B emitter E ဘောဟုတ်ကဲ့အဓိကကွာတာက emitter ပင်မှာပါတဲ့မြားလေးရဲ့ဥတီရပဲ NPN တင်ခဲ့တာမှာဆိုမြားက အပြင်ကိုထွက်တဲ့ပုံစံ PNP မှာတော့မြားကအတွင်းကိုဝင်တဲ့ပုံစံညွန်ပြနေတာပေါ့ อ๋อမြားလေးပဲกว่าล่ะဗောเนาะတင်းခဲ့တာမှာမဟုတ်ပဲတကက်တီဆုပ်ပုံမှာတော့ဘလို့กว่าလဲ NPN မဲ့ PNB ဆိုတဲ့နာမည်တွေကတော့ဘာကိုပြောတာလဲ NPN ဆိုတာက N type semiconductor အလွာနှစ်ခုကြားထဲမှာ P type semiconductor အလွာပါပါလေးတကူကိုညှက်ထားတာ NPN N ချရပီညှက်တာဟုတ်တယ် P type ဆိုတာက positive charge carrier holes တင်များတာ N type က negative charge carrier electrons တင်များတာဗော PNP ကတော့ပြောင်းပြန်ပဲ P type နှစ်ခုကြားတယ် N type ဘာဘာလေးညတ်ထားတာအဲ့ဒီလိုဖွဲ့စည်းပုံကွာတော့လစီစီးတဲ့လမ်းကြောင်းနဲ့ထိမ့်ချုပ်ပုံကွာထွားတော့အော်လစီစီးတဲ့လမ်းကြောင်းကွာတယ်ဆိုတာကိုနည်းနည်းလေးပိုရှင်းပြပေးပါလားရှင်လာပါလေ NPN transistor မှာဆိုရင်အတိကလက်စီက collector C ကနေ emitter E ကိုစီးတယ်ဒီစီးစင်မှုကို base pin ကိုပေးတဲ့တဲတဲလေးလက်စီ တမမို့ဘူအာနဲ့ထိန်ချုပ်တာ။ PNP မှာကြတော့ပြောင်းပြန်အဓိကလက်စီက emitter E ကနေ collector C ကို CB base ကထိန်ချုပ်တာကလည်း NPN နဲ့ပြောင်းပြန်ဖြစ်သွားတယ်။ဒါကအခြေခံကွာခြားချက်ပေါ့။ circuit ထိမှသုံးရင်ချိတ်ဆက်ပုံတွေလည်းကွာသွားတယ်။ Okay ဒါဆို BJT ရဲ့ NPN နဲ့ PNP ဖွဲ့စည်းပုံနဲ့အခြေခံအလုပ်လုပ်ပုံကွာတာဒီကိုသဘောပေါက်ပါပြီဒီပေါ်မူတည်ပြီးသူ့ရဲ့အသုံးဝင်ပုံနှမျိုးလက်ကပထမတစ်ခု switch clock အဖြစ်ဘယ်လိုသုံးလဲဆိုတာကိုစက်ကြည့်အောင်ကောင်းပါပြီကျွန်တော်တို့အိမ်မှာသုံးတဲ့ mi clock ပန်ကာ clock တွေက set mu clock mechanical switch တွေပေါ့လက်နဲ့နှိလိုက်ရင်အတွင်းကတက်တူပြားလေလေထိသွားတာခွာလိုက်ရင်ပြတ်သွားတာဟုတ်ကဲ့ transistor ကလည်းအဲ့လိုပဲ လက်စပလန်ကိုဆက်ပြီးဖျက်ပေးလုံနိုင်တယ်။ဒါပေမဲ့အများကြီးအားသာချက်တွေရှိတယ်။ဘလို့အားသာချက်ဒီလဲဟိုစက်ကလုတ်နဲ့ရင်ပါတယ်ပိုကောင်းတာလဲ။အဓိကတော့ခုနပြောသလို solid state ဖြစ်နေတာပဲ။ရွေးလျားတဲ့စိတ်ပိုင်းတစ်ခုမပါဘူးလေ။အင်း။ဒါကြောင့်ဟိုစက်ကလုတ်တွေလိုကြာရင်ပွင့်စားတာတော့ထိတွေ့မှုမကောင်းတော့တာတော့ဖုံဝင်တာတော့တန်ချင်းတက်တာတော့မဖြစ်ဘူး။ပိုပြီးခဏရေရှိတယ်။တက်တန်းပိုရှိတယ်။ နောက်အရေးကြီးဆုံးတစ်ခုကအဖွင့်အပိတ်လုပ်နိုင်တဲ့အမြန်နှုန်း switching speed ပဲ။အော်ဟုတ်တယ်အမြန်နှုန်း mechanical switch ကို10 second မှာအချိန်များများဖွင့်ပိတ်လုပ်ဖို့ကမလွယ်ဘူးလေ။ transistor တွေကတော့အလုံးမြန်တယ်။ဘလို့ထိမြန်နိုင်တာလဲရှင်။တော်တော်များများ transistor တွေက10 second အတွင်းမှာအချိန်ပေါင်းတန်းနဲ့ချီ megahertz range တချို့ဆို billion နဲ့ချီ gigahertz range အထိတောင်ဖွင့်ပိတ်လုပ်နိုင်တယ်။ဟာတန်းနဲ့ billion နဲ့ချီဟုတ်တယ်။ အဲ့ဒါကြောင့်ကွန်ပျူတာတွေကမြန်နေတာပေါ့သူတို့ရဲ့အမြန်နှုန်းဆိုတာအဲ့ဒီကလာတာရှုပ်ထွေးရဲ့တက်ချမှုတွေကို အချိန်တိုလိအတွင်းမှာလုံနိုင်သွားတာတကယ်အားအိုးစရာပဲတစ်စက္ကန့်ကိုဘီလီယံနဲ့ချီဖွင့်ပိတ်လုံနိုင်တယ်ဆိုတော့ဒါဆိုတော့ဘလို့အလုပ်လုပ်တာလဲ NPN transistor ကိုဥပမာထားပြီးရှင်းပြပေးပါလား NPN ကို switch ဖြစ်တုံးလျက်ခါရွှေ့ရှင်ပါတယ်သူ့ရဲ့ base pin ကိုဘာဘိုးအားမပေးတာဘူးဆိုပါတော့0 volt ပေါ့ အဲ့ဒီအချိန်မှာ collector နဲ့ emitter ကြားမှာရစစ်ခုခံမှုအား resistance ကအလွန်များနေတယ်တရားကျိုးနေတယ်လို့ပဲอืมရစီမစီနိုင်တော့ပါဟုတ်တယ်လုံးဝမစီနိုင်ဘူးဒါ off အချိန်နေဒါမှမဟုတ်နီးပညာအရာ cut off mode လို့ခေါ်တယ်ဒါဆို on fire လို့ချင်ရောသူရဲ့ base pin ကိုတတ်မှတ်ထားတဲ့ဗိုလ်အားလေးတစ်ခုများသောအားဖြင့် silicon transistor ဆိုရင် +0.7 volt လို့ပေါ့ အဲ့ဒီဗိုအားနဲ့ရက်စီးလေးနည်းနည်းစီးဝင်တော့လုတ်ပေးလိုက်နေအခြေအနေကလုံးဝပြောင်းသွားရောဘလို့ပြောင်းသွားလဲကလက်တာနဲ့ကီမီတာဂျားကခုခံမှုအားက300နီဘာ very low resistant ဖြစ်သွားတယ်တဒါပွင့်သွားသလိုပဲလက်စီးကောင်းကောင်းစီးနိုင်သွားပြီဒါကို on အခြေအနေ saturation mode လို့ခေါ်ပါတယ်ဆိုလိုတာက base ကိုပေးလိုက်တဲ့သေးသေးလေး plus 0.7 v voa က collector နဲ့ emitter ဂျားကပိုကြီးတဲ့လက်စီးလမ်းကြောင်းကြီးကို ဖွင့်လိုက်ပိတ်လိုက်ထင်းချုပ်ပေးလိုက်တာပေါ့တည်တည်ကြကြပဲ base ကထင်းချုပ်တဲ့ gate ပုံလိုဖြစ်သွားပြီး collector emitter line ကြောင်းကအဓိကလမ်းမကြီးလိုဖြစ်သွားတာဒီနေ့နဲ့ less signal သေးသေးလေးသုံးပြီးပိုကြီးတဲ့ load ဥပမာမီဒီတို့ motor တို့ buzzer တို့ကိုဖွင့်ပိတ်လုပ်ခိုင်းလို့ရသွားတာပေါ့ electronic switch ရဲ့အခြေခံသဘောပဲဒီသဘောတရားကိုလက်တွေ့မြင်သာအောင်ဥပမာလေးတစ်ခုလောက်ကြည့်ရအောင် အရင်ကဆွေးနွေးဖူးတဲ့မွေးရည်အာယုန်ခံကိရိယာ rain detector ပလန်လေးကိုပြန်ကြည့်ရင်ကောရှင့်အဲဒါကောင်းတဲ့ဥပမာပဲမွေးရည်အာယုန်ခံကိရိယာမှာအာယုန်ခံပြားစန်စရာပက်တရှိတယ်လေတက်တူလန်းဆောင်တစ်ခုနီးနီးလေးတာပဲမဲ့မထီအောင်ထားတာဟုတ်ပုံမှန်၆နေရင်အကြားထဲမှာလေပဲရှိတော့လက်ရှိမရှိဘူးအဲ့ဒီအာယုန်ခံပြားကို NPN transistor ရဲ့ base နဲ့ချိတ်ထားတယ်ဆိုပါစို့၆နေရင် base ကိုပိုးအားမရဘူး0ဗို့ဆိုတော့ transistor က cut off off မှာပဲ။သူ collector နဲ့ချိန်ထားတဲ့ buzzer လည်းအတန်မမီဘူး။မိုးရွာလာတဲ့ခေါ်ကြတော့ဘာဖြစ်မလဲ။မိုးရဆလေးဒီအာယုံကံပြပေါ်ကျလာမြင်ဟိုလမ်းကြောင်းနှစ်ခုကြားကိုဆက်ပေးလိုက်တဲ့အခါရေကလက်ကူးနိုင်တယ်လေနည်းနည်း။ Mm. အဲ့တော့ lessin လေးနည်းနည်း base pensi စီဝင်သွားနိုင်တယ်ဒီလိုစီဝင်လာလို့ base ဘူဝါက0.7 volt ကိုကျော်သွားပြီဆိုတာ ਨੇ transistor ကချက်ချင်း saturation mode ကိုရောက်သွားရောဝင်သွားရောဟုတ်တယ် ကော်လက်တာနဲ့အမီတာကိုရှစ်စီးအပြည့်အစီးပြီးချိန်ထားတဲ့ဘဇာကတီးဆိုပြီးအသားမြင်လာရောဒီလိုနဲ့မူးရွာတာကိုအလိုအလျောက်တီးွာတာပေါ့အော်ဒါက transistor ကို switch ဖြစ်သုံးတဲ့ရိုးရှင်းပြီးထိရောက်တဲ့ဥပမာပဲเนาะဒီလိုအဖွင့်အပိတ်လုံနိုင်စွမ်းကပဲ digital လောကရဲ့အခြေခံဖြစ်တဲ့0နဲ့1ကိုကိုစားပြုတ်ဖို့လမ်းဖွင့်ပေးလိုက်တာလို့ပြောလို့ရမလားအတိအကျပဲ transistor ရဲ့ off အခြေအနေကို digital မှာ0 on အခြေအနေကို1လို့သတ်မှတ်လိုက်တာပဲ အဲ့ဒီကနေ binary စနစ်ကို electronic နဲ့အကောင့်အထည်ပေါ်နှံခဲ့တယ်။ဒီ transistor switch တွေကိုတန်းပေါင်းများစွာပေါင်းပြီး logic gates AND OR NOT စတဲ့ဖြင့်တည်ဆောက်တယ်။อืมအဲ့ဒီ logic case တွေကနေတစင်ပေါင်းလို့မြောက်စားလို့တာတွေမှတ်ညာ memory တွေနောက်ဆုံးတော့ computer ရဲ့ processor တခုလုံးကိုတည်ဆောက်နိုင်ခဲ့တာပေါ့ကောင်းပါပြီ transistor ရဲ့ switch အဖြစ်အသုံးဝင်ပုံရောအရေးပါပုံရော ရှင်းသွားပါပြီကဲဒါဆိုသူ့ရဲ့နောက်ထပ်အရေးပါပဲ ဒုတိယအသုံးဝင်ပုံ amplifier အချက်ပြချဲ့ဆက်အဖြစ်သုံးပုံကိုဆက်ကြည့်ကြရအောင် amplifier ဆိုတာကတော့အထံချဲ့ဆက်တို့ပါတော့ကြာဘူးကြမှာပါသူရဲ့အဓိကအလို့ကစွမ်းအားနိုင်တဲ့လျက်စက်အချက်ပြမှု low power signal တခုကိုယူပြီးတော့အဲ့ဒီ signal ရဲ့ပုံစံအတက်အကျ wave form ကိုမပြောင်းစေဘဲနဲ့စွမ်းအားပုံမြင့်တဲ့ higher power ပုံစံတူ signal တခုအဖြစ်ချဲ့ပေးတာ power booster လိုမျိုးပေါ့နော် အားနေတာကိုအားကောင်းအောင်လုပ်ပေးတာ ။ဟုတ်ပါတယ်။အဲ့လိုတဘောမျိုးပဲ။ဘလို signal မျိုးတွေကိုချဲ့ပေးဖို့လိုအပ်တတ်တာလေရှင်။ဥပမာတွေအများကြီးပဲ။ရေဒီယိုလေးလိုင်းကဖမ်းရတဲ့ signal တွေကအရန်အားနေတယ်လေ။အဲ့ဒါတိုင်းရင်းနားထောင်လို့မရဘူး။ချဲ့ပေးရတယ်။ဟုတ်ကဲ့။မိုက်ခရိုဖုန်းကရတဲ့ attend signal ကလည်းအားနေတယ်။ speaker ကိုမောင်းနှံကိုချဲ့ပေးရတယ်။နော်ဘီစင်ဆာတွေအများကြီးကထွက်လာတဲ့ signal တွေကလည်း microvolt တို့ microampere တို့လောက်ပင်ရှိတတ်တယ်။ volt ရဲ့အပုံတရားမုံတပုံလို့ အမ်ဘယ်ရဲ့အပုံးတစ်တိုင်းပုံးတစ်ပုံးလို့လောက်ပေါ့ဟဲ့တဲတဲလေးလေးဟုတ်တယ်အဲ့ဒါတွေကိုအတွန်းဝင်တဲ့အဆင့်ရောက်အောင်ချဲ့ပေးဖို့ amplifier တွေလိုအပ်တာပေါ့ transistor ကဒီ amplifier အလုပ်ကိုဘယ်လိုလုပ်ပေးတာလဲ switch နဲ့ပါကွာသွားလဲ switch တုံးက transistor ကို cut off လုံးဝ off နဲ့ saturation လုံးဝ on ဆိုတဲ့အစွန်းနံပါတ်မှာပဲတုံးခဲ့တာလीဟုတ် amplifier ဖြစ်တုံးတဲ့ခါကျတော့အဲ့ဒီအစွန်းနံပါတ်ကြားတဲ့က active region လို့ခေါ်တဲ့အလေအလတ်အခြေအနေမှာအလုပ်လုပ်ခိုင်းတာ ဒီ active region မှာ base ကိုပေးတဲ့တင်းငယ်တဲ့ရက်စီလေးဒါမှမဟုတ်ဘိုးအားလေးနည်းနည်းပြောင်းတာနဲ့ collector မှာစီးတဲ့ပိုကြီးတဲ့လက်စီအချိုးချလိုက်ပြီးပြောင်းလဲတော့တယ်ဆိုလိုတာက dead signal လေးနည်းနည်းတက်ရင် collector signal ကအများကြီးလိုက်တတ်တယ် base signal နည်းနည်းကျရင် collector signal ကအများကြီးလိုက်ကြတယ်အဲ့လိုမျိုးလားဟုတ်ပါပြီ base မှာဝင်လာတဲ့ signal ရဲ့ attack ကြပုံစံအတိုင်း collector မှာစီးတဲ့လက်စီကပုံစံတူလိုက်ပြီး attack ကြဖြစ်တယ်ဒါပေမဲ့ပမာဏ amplitude ကအများကြီးပိုကြီးသွားတာ အဲ့လိုချဲ့ပြီးတဲ့အစီကို gain လို့ခေါ်တယ် gain ဟုတ်တယ် transistor အမျိုးအစားနဲ့ပတ်လည်ဒီဇိုင်းပေါ်မူတည်ပြီး gain က၁၀နံကနေထောင်ကနေထိရှိနိုင်တယ်ဒီလိုနဲ့တိတ်ထိတ်လေး signal တွေကိုတိတိတရအားကောင်းအောင်ချဲ့ပြီးနိုင်တာဒါကိုလည်းလက်တွေ့နားလည်လွယ်တဲ့ဥပမာလေးနဲ့ရှင်းပြပေးပါအောင်ရှင်လူတုံးများတဲ့ဥပမာကတော့နားကျကိရိယာ hearing aid ပေါ့နားကျကိရိယာမှာမိုက်ခရိုဖုန်းတိတိလေးကပတ်ဝန်းကျင်ကအတန်တွေကိုဖမ်းပြီးအားနေတဲ့ listen signal တွေလို့ပြောတယ်อืม ဒီ signal ကအားနေတော့နားထဲက speaker လေးကိုတိုက်ရိုက်မောင်းဖို့အားမရှိဘူးဒါကြောင့်ဒီ signal ကို transistor amplifier ပလန်းစီပို့ပေးရတယ် amplifier ကဒီ signal ကိုအစပေါင်းများစွာချဲ့ပေးလိုက်တယ်ချဲ့လိုက်တော့အားကောင်းသွားရောဟုတ်တယ်အဲ့ဒီအားကောင်းသွားတဲ့ signal ကမှနားထဲက speaker တိတိလေးကိုအတန်ထွက်အောင်မောင်းပေးနိုင်တာဒါကြောင့်နားလေးတဲ့သူကပဝင်းကျင်ကအတန်တွေကိုပို့ကြည့်ကြားရတာပေါ့အော်ဒီလိုကို amplifier ဖြစ်သုံးတဲ့အခါမှာ ဟိုမူလစိတ်ငြိမ်ရဲ့ပုံစံမပြတ်သွားအောင်ထိန်းထုတ်ကအရေးကြီးမှာပဲเนาะဒါပေါ့အဲ့ဒါအရန်ရေးရှိတယ် amplifier ကောင်းရဲ့အရေးသွေးကချဲလိုက်တဲ့ signal ဟာမူလ signal ရဲ့ပုံစံကိုဘလောက်တိတိကျကျထိမ့်သိမ်းနိုင်တယ်လဲ fidelity ပုံမှာမူတည်တာ transistor amplifier တွေကဒါကိုကောင်းကောင်းလုပ်နိုင်လို့အတန်ပိုင်းဆိုင်ရာ radio တိုင်းတာရဲ့ကိရိယာတွေမှာအများကြီးသုံးနေကြတာပေါ့ဒီဒီနေ့ကျွန်တော်တို့ဆွေးနွေးကြတဲ့အရာကိုပြန်ပြီးခြုံကြည့်ရအောင်နော် transistor ဆိုတာကခေတ်သစ် electronic နည်းပညာရဲ့အသက်နှလုံးလိုပဲမရှိမဖြစ်အခြေခံ solid state ကိရိယာလေးဟုတ်ကဲ့ သူ့ရဲ့အဓိကအလုံးနှစ်ခုကလျှက်စစ် clock switch အဖြစ်အယမ်းမြင့်မြန်ဖွင့်ပိတ်လုပ်နိုင်တာရေနောက်ပြီး amplifier အဖြစ်အားနည်းတဲ့ signal တွေကိုအားကောင်းအောင်ချဲ့ပေးနိုင်တာရေမှန်ပါတယ်ပြီးတော့ BJT အမျိုးအစားမှာ AMPN နဲ့ PMP ဆိုပြီးရှိတာသူတို့ရဲ့ဖွဲ့စည်းပုံသင်္ကေတအလုံးလုံးပုံကွာခြားတာဒီ switch အဖြစ် cut off နဲ့ saturation မှာလုံးလုံးပုံ amplifier အဖြစ် active region မှာလုံးလုံးပုံတွေကိုမိုးရေအာယုန်ခံကိရိယာတို့နားကြားကိရိယာတို့လို့ဥပါရင်းနဲ့လစ်လာခဲ့ကြတယ်ပေါ့နော်ဒီ swing way မှုကို Mali, não assom matak kemale, nosson